လက်ထက်ကအရင်နဲ့ပတ်သက်ပြီးတော့အလွန်ထင်ရှားတဲ့အဖြစ်အပျက်တစ်ခုဖြစ်ခဲ့တာကိုမှတ်တမ်းတင်ထားတာရှိတယ်။အဲ့ဒါကိုအလွန်လဲအပြောများပါတယ်။အဲ့ဒါကဘာတုံးဆိုတော့ဦးဇင်းတို့မြတ်စွာဘုရားလက်ထက်ကရှင်သာဂတဆိုတာရှိတယ်။သူကအလွန်တကူကြီးတယ်။နော်လောကီဇံအပင်ငင်ရတယ်ပေါ့။အရိယာတော့မဖြစ်သေးဘူး။အလွန်လဲပဲအနေထိုင်ကောင်းတယ်ပေါ့။အဲ့တော့ဒီနေ့တော့ဟိုရွာတရွာကိုသွားတော့အဲ့ဒီရွာမှာငကားတစ်ကောင်နှိမ့်ဆက်တာရှိတယ်လို့ဆိုတယ်။ အဲ့ဒီနဂါးကိုအဲ့ဒီရှင်သာဂတကသူ့ရဲ့တကူအစွမ်းနဲ့နှိမ်နင်းနိုင်တယ်လို့ဆိုတယ်။သူ့ကြောင့်အဲ့ဒီနဂါးဟာရှင်ကြီးသွားတယ်။လူတွေဒုက္ခမရောက်တော့ဘူး။အဲ့တော့လူတွေကရှင်သာဂတကိုအလွန်မှအထင်ကြီးသွားတယ်၊လေးစားသွားတယ်။တူတူပြောရရင်ကြီးညိုသွားတယ်ပေါ့။အဲ့တော့လူတွေကဒီရှင်ကိုကြီးညိုတဲ့အတွက်ကြောင့်ဘာလှူရမလဲ။ဘာကတ်ရမလဲစဉ်းစားကြတာ။စဉ်းစားတဲ့အခါကျတော့ဟာစွန့်လို့ပါလို့ဆိုတာကတော့အမြင်နဲ့ရနေတာ။ အဖျော်ကြီးတွေပါတယ်ဆိုတာလည်းပဲမရှာဘူးအဲ့ဒီတော့အလွန်မချိုမြင်းနဲ့အလွန်မစိတ်နှလုံးကိုရစ်မှုစေတဲ့ဒီသေးကြီးကိုကတ်ရရင်တော့တော်တော်ကောင်းမှာပဲစေရနာကတော့ကောင်းတာလေးကနေစတာပဲဒါပေမဲ့ပညာမပါပဲဖြစ်နေတယ်ဟုတ်လားစေရနာကတော့ကောင်းတယ်ကောင်းစေခြင်းလို့အကောင်းဆုံးကိုသူတို့စီထဲမှာအကောင်းဆုံးထင်တာကိုလှူတာဟုတ်လားအဲ့ဒါဘာတုန်းဆိုတော့သေးရဲ့ကိုသူတို့တွေးတယ်အဲ့ဒါနဲ့လှူချလိုက်တယ်လှူတော့ သေးချင်းမတော့ရလို့အဲ့ဒီတုန်းကပြည့်ညက်ချက်ကလည်းမထုတ်ရသေးမထုတ်ရဆိုတော့အဲ့ဒါအိမ်နိုင်လူလူကအဲ့ဒီအသေးရက်ကိုကကြတာလို့ဆိုတယ်အဲ့တော့သူနင်းနေတော့တယ်ဟိုအိမ်ကြတော့နင်းနေတော့နင်းနေတော့ပြီးတော့ရွာဘောကထွက်တော့သူလဲသွားရောသွားကမသွားနိုင်တော့အဲ့ဒါရွာထွက်မှလဲနေတော့လားသင်္ကန်းကြီးဖျို့ဖျဲနဲ့အရင်မူးပြီးတော့လဲနေတာအဲ့ဒါနဲ့ရဟန်းတော်တွေကတွေ့တော့ဟာတော်တော်မသိမ့်တော်တဲ့ကိစ္စအဲဆိုပြီးတော့ရှင်သာဂတအလွန်တကူကြီးတဲ့မထေရော နော်အဲ့ဒါကိုအကုန်လုံးပွေချီပြီးတော့မြတ်စွာဘုရားရှိရာကိုတည်သွားကြတယ်။ကိုရောက်တဲ့အခါကျတော့မြတ်စွာဘုရားရှိကိုချတယ်။အာသူကမူးနေပြီဘုရားမလည်းမသိတော့ဘာမှမသိတော့ဘူး။အဲ့ဒီအချိန်မှာရဟန်းတွေကမြတ်စွာဘုရားရှိရာကိုခေါင်းကလေးလှည့်ပြီးတော့ချတယ်။ဟုတ်။အဲ့ဒါသူကမြတ်စွာဘုရားရှိတဲ့နေရာကိုပြန်လှည့်ပြီးတော့ခြေပေးတယ်တဲ့။သူဘုရားလို့လည်းမသိတော့ဘူးအဲ့ဒီအချိန်မှာ။အဲ့တော့မြတ်စွာဘုရားကရဟန်းတွေကိုချက်သားတို့ဒီအမှုကိုတည်တည်ချာချာကြည်ကြ သေရာဘလော့အစွမ်းတတ္တိရှိတယ်လဲဆိုတာနော်ငကားကိုတောင်မှနှိမ့်နေနိုင်တယ်အစွမ်းတတ္တိရှိတယ်ရှင်သာကတာအခုချိန်မှာရေမွေကိုတောင်နှိမ့်နေနိုင်မှုမလွယ်ဘူးသူ့ကိုယ်သူတောင်မရက်တည်နိုင်တော့ဘူးအရှက်ဆိုတာလည်းသူ့မှာမရှိတော့ဘူးအကြောက်ဆိုတာလည်းသူ့မှာမရှိတော့ဘူးလူတယောက်လူကိုဖြစ်သွားတာဒါကြောင့်တချို့တော်တော်ဝမ်းနေကြကောင်းတယ်တချို့တကားကြီးတွေပေါ့နော်ဒါဒီမှာတော့ရက်တော့တာကတကားကြီးတွေပဲများတော့နော်အေးပင်ကိုစိတ်သက်တချို့တော်တော်ကောင်းတယ်အလွန်လက်သဘောကောင်းတယ် အလွန်လည်းပဲမျက်နှိုးစရာကောင်းတယ်ပေါ့ဒါပေမဲ့အရက်တောက်လိုက်တာနဲ့တပြိုင်တည်းတည်းစောစောကလူမဟုတ်တော့အဲ့လိုပြောင်းလဲသွားတဲ့လူတွေအများကြီးမရှိဘူးလားဟာတချို့ကြတော့လည်းပဲငြိမ်ငြိမ်ဆိုင်ဆိုင်နဲ့နေတဲ့လူလည်းရှာရှာပါပါတော့ရှိပါတယ်ရှာရှာပါပါဆိုတဲ့အတိုင်းတကယ်ရှာရှာပါပါပါများသောအားဖြင့်တော့ဒီအရေးဝေသွားလို့ရှိရင်သွေးဆိုးသွားတာပြောင်းလဲသွားတာမကောင်းသွားတဲ့လူတွေကြီးများပါတယ်ဟုတ်ရလားအေးဒါကြောင့်ပေးသက်ပေါင်းတရောင်းတို့ဘာမှအရှက်အကြောင်းမရှိတော့ဘဲနဲ့ဖြစ်ချင်တယ်လို့ဖြစ်ပြီးတော့ အဆင့်အတန်းရှိတဲ့လူဟာအဆင့်အတန်းမရှိတဲ့လူအဖြစ်ကိုထိုးကြံသွားတယ်ပေါ့အဲ့ဒီအချိန်မှာဟုတ်လားဒါကြောင့်အရက်တော့ရင်မင်္ဂလာကတော့ဘလို့မှမရှိတော့ဘူးနော်ဒါကြောင့်တော့မှမင်္ဂလာရှိမယ်ဆိုတဲ့အတိတ်ပဲဟုတ်ရလားအေးဥစ္စာဆုံးမှခိုင်ရန်ပွားခဲ့နာများခြင်းအကြောင်းမကောင်းတဲ့တွင်းအင်္ဂါလံပညာဉာဏ်လည်းအာနဲ့အောင်ပြုတဲ့၆ခုမြောက်ဉာဏ်ပညာကိုအာနဲ့စေတယ်အရက်တော့ပါများလို့ရှိတယ်ဒီနေ့မှာဦးရှင်တို့ဉာဏ်ပညာဆိုတာကတတိပညာနဲ့ကင်းပြီးတော့ ဖြစ်ရုံးထုံးသာမရှိဘူးတဲ့ဒါလေးတည်တည်ချာချာမှတ်နော်ဉာဏ်ပညာဆိုတာတတိတို့သင်ညာတို့နဲ့တွဲပြီးတော့ဖြစ်အမှတ်သင်ညာမှတ်သားဘူးထားတယ်ပေါ့အဲ့ဒီပဲရှိတာလေးတွေကိုဟုတ်လားအဲ့တော့အကောအရက်တောက်ထားတယ်ဆိုရင်တတိဆိုတာမရှိတော့ဘူးသင်ညာဆိုတာမရှိတော့ဘူးဒါကြောင့်ပညာဆိုတာအဲ့ဒီချိန်မှာဝေလာဝေးပဲဘလောက်ပဲဉာဏ်ပညာကြီးတဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်အရင်မိုးနေတဲ့ချိန်မှာတော့မရှိတော့နောက်တော့တဖြည်းဖြည်းနဲ့ဒီအရက်ရဲ့နှိမ့်ဆက်မှုတန်ကြောင့်ရုပ်ပိုင်းဆိုင်ရာ နောက်အဖွဲ့အစည်းတွေလည်းပြက်စီးကောင်းတာလေးတွေပြက်စီးဟုတ်လားဉာဏ်ပညာဟာတဖြည်းဖြည်းနဲ့နေပြီးတော့အလွန်ထုံထိုင်းနေနော်အလွန်မှညံ့ဖျင်းနေလူတယောက်ဖြစ်ကိုရောက်သွားလိမ့်မယ်နော်ဉာဏ်ပညာအလွန်နေသွားလိမ့်မယ်ဒီနေ့ပါဦးရှင်တို့လှုပ်တဲ့မလှုပ်တဲ့ပြောတဲ့မပြောတဲ့နော်ဝေဖန်ပိုင်းခြားနိုင်တဲ့စိတ်တို့မှမရှိတော့မလှုပ်တဲ့နာကိုလှုပ်တဲ့နဲ့လို့ထင်ကျင်ထင်မယ်လှုပ်တဲ့နာကိုမလှုပ်တဲ့ဘူးလို့လည်းထင်ကျင်ထင်မယ်တကယ့်ကိုခရောင်ချောက်ချားနဲ့ အကုန်လုံးသောထိုးမိုးမြော်ဖြစ်ခြင်းတလို့ဖြစ်ပါတော်တော်အံ့ဩစရာကောင်းအောင်စွန်းနဲ့အစွမ်းတတ္တိပေါ့ဆိုးတဲ့ဘက်မှာဟုတ်လားအေးအဲ့တော့ဦးဇင်းတို့ဒီနေရာမှာဟိုရှင်သာရိပုတ္တရာရဲ့အလောင်းဟိုသူတခုသောဘဝတုန်းကဟိုရှင်ဘရင်ဖြစ်တယ်အဲ့ဒါသူကဇတ်တော်တခုတည်းမှာသူ့အကြောင်းကိုသူပြောပြတာနော်အဲ့ဒီဘဝတုန်းကသူကအယက်သိကြိုက်တယ်လို့ဆိုတယ်အဲ့ဒီရှင်ဘရင်ကစိတ်သဘောထားတော့အလွန်ကောင်းတယ်အဲ့တော့ဒီနေ့တော့ သူပွဲတော်တင်မယ်ပေါ့လူပွဲတော်တင်မယ်ဆိုတော့အသားဟင်းမပါအသားဟင်းပေါ့သူအသားဟင်းလဲကြိုက်တယ်အဲ့တော့အသားဟင်းမပါတဲ့ခါကျတော့အသားဟင်းဘယ်မှာလဲလို့မေးတော့အသားဟင်းကမပါဘူးဒီနေ့ဥပုံနဲ့မလို့အသားမရှိဘူးပေါ့အဲ့ဒီအချိန်မှာသူကအရက်ကမူးနေပြီအဲ့တော့စိတ်ဆိုးမှန်ဆိုးနေအသားမရှိဘူးအဲ့လိုဆိုရင်အသားဝယ်စရာမလိုအောင်ရော့ဓာတ်ကိုချက်ဆိုပြီးတော့သူ့ရဲ့ပေါင်ပေါ်မှာ နော် စောတော်ကမိဖုရားကြီးတွေကတောင်းပြီးတော့သူချော့မြူနေတဲ့သူ့သားလေးရှိတယ်။လာသားလေးပဲရှိပါသေးတယ်။အဲ့ဒီသားလေးကိုလေဘင်းကိုလိန်ချိုးပြီးတော့အောက်ကိုတခါတည်းပြစ်ချလိုက်တယ်။မပလင်မောကနေပြီးအဲ့ဒါကိုချက်ခဲ့လို့ခိုင်းတော့ဘင်းရဲ့အမိန့်ဆိုတော့စဖို့မှုကလည်းမချက်ပဲမနေရဘူး။အဲ့ဒီနီတာရဲလေးကိုတုံးတစ်ပြီးတော့မြန်းမြန်းဆန်းဆန်းချက်လာတယ်။ချက်လာပြီးတော့သူ့ကိုလာဆက်တာလေ။ဆက်တာတော့သူကမူးနေတာဆိုတော့ဘာမှမသိဘူး။အဲ့ဒီသားရဲ့အသားနဲ့ပဲသူထမင်းစားပစ်တယ်။ အဲရက်ကလည်းဘေးမှာရှိတယ်အကုန်စားပြလိုက်တယ်အဲ့ဒါသူအမူးပြေအိတ်အိတ်ပြောသွားတယ်ပေါ့အိယာတို့တော့အမူးပြေအမူးပြေလာတော့ကိုင်းငါရသားတော်လေးကိုခေါ်ခဲ့သူချော့မြုံမယ်ပေါ့အဲ့ဒီကြတော့မှမိဖုရားကြီးကမျက်ရည်ဆက်လဲနဲ့ဘီရင်ကိုရှောက်ရတယ်အဲ့ဒီသားတော်ဟာအရှင်မင်းတရားကိုတိုင်းတတ်ပြီးတော့သူ့ရဲ့သားကိုအရှင်မင်းတရားကိုတိုင်းစားခဲ့ပြီးသူဘလို့မှအမှတ်မရအောင်အဲ့ဒီမှာရေတေတေသူ့စိတ်ထဲမှာဒါတွေကအိမ်မက်လိုလိုဘာလိုလိုဖြစ်လာပေါ့အလွန်မှစိတ်နာသွားတယ်ဒီအရက်ကိုနော် ဲ့ဒါရှင်သာရိပုတ္တရာအလောင်းပဲအဲ့ဒါဒီအချိန်ကစပြီးတော့ယဟန္တာဖြစ်တည်တီဘောတန်တရာကလွတ်တည်တီဒီလောက်ဆိုးတဲ့အရက်ကိုမတောက်တဲ့ကိုဖြစ်ပြရစေလို့သူတန်တိထန်ချတယ်လို့ဆိုတယ်ဒါအလွန်စိတ်နာသွားတယ်ပြင်လို့မရတဲ့အမှားတစ်ခုကိုလွန်ကျူမိသွားတယ်ဒါကြောင့်ပေးတဲ့ဘောတရဟန်တို့တချို့ဆဆပါပါအဖေအမေတတ်တည်တီမိုင်မဲကြတဲ့စေတနာတွေရှိတယ်အဲ့ဒါများသောအားဖြင့်အရင်မူးပြီးတော့ဖြစ်တာနော်ဒါကြောင့်ဒီအရက်တောက်လိုက်လို့ရှိရင် လုတ်တဲ့မလုတ်တဲ့ဆိုတာကိုအလွန်အမင်းကိုပဲဉာဏ်ပညာနဲသွားတဲ့အကြောင်းမသိနိုင်တဲ့အတွက်ကြောင့်စွစွဝဝမလုတ်တဲ့တာကိုလည်းလုတ်ခြင်းလုံပြီးသွားပဲပြီးရင်အဲ့ဒီအမားရဲ့ဓာန်ကိုကိုခံရမယ်အဲ့ဒီအမားကကြီးရင်ကြီးသလောက်ကိုခံရတာကလည်းကြီးကြီးမားမားဖြစ်လိမ့်မယ်ဟုတ်ရဲ့လားအေးဒါကြောင့်ဦးဇင်းတို့အရင်နဲ့ပတ်သက်ပြီးတော့နောက်ကျတနာဘုံခေတ်ကတင်ကစားဆိုလို့ကြီးပြောတာရှိတယ်။ဟောတချို့ကကက်ကက်တတ်တတ်ပြောတာရှိတယ်။ ောင်းဒုစရိုက်တရား၁၀ပါးထဲမှာအရင်မတော့ရဘူးဆိုတာကမပါဘူးစီစီကြည့်လိုက်ပါသလားမပါဘူးအကာယဒုစရိုက်၃ပါးထဲလည်းအရက်ကမပါဘူးဝစီဒုစရိုက်၄ပါးထဲလည်းအရက်ကမပါဘူးမနောဒုစရိုက်ထဲလည်းမပါဘူးအဲ့ဒီတော့အရက်တော့လို့ဒုစရိုက်မှုပြုခြင်းဟာမရောက်ဘူးနည်းနည်းဆိုရင်တော့အရက်ဟာတောက်ကောင်းတယ်လို့ချိုးပြောတာတောင်ရှိလာတယ်ဟုတ်လားအဲ့ဒီတော့ဘောင်းဆို ဟောအရက်တော့လို့သိပြဿနာမရှိပါဘူးကိုယ့်ဟာကိုယ်တတားနေလို့ရှင်ဘာမှလည်းထိခိုက်တာမဟုတ်ဘူးလို့ပြောကြတာပေါ့လေအမှန်ကတော့အကြီးအကျယ်ထိခိုက်တယ်အဲ့ဒါကဘာလို့ဆိုတော့သူ့ရဲ့ဉာဏ်ပညာအစွမ်းအစတွေကိုအကုန်ဖျက်ဆီးတာပြီးရင်သူက ကောင်းတာဖြစ်ဖို့တော်တော်မလွယ်ဟုတ်ရဲ့လားအေးအဲ့တော့ရေရှည်ကိုကြည့်မယ်ဆိုရင်ဒီရက်ဟာအလွန်ကြောက်ရွံ့ကောင်းတယ်အဲ့ဒါဆိုတော့ကြီးဟာအဲ့ဒီအရက်တော့တင့်တယ်ဆိုတာနဲ့ပတ်သက်ပြီးတော့အရက်နဲ့ပတ်သက်ပြီးတော့သူကဥပမာလေးတစ်ခုပေးတယ်ပေါ့ ဲ့ဆိုကြီးကသူကစကားပြောအလွန်ကျွမ်းကျင်တယ်ပြောလိုက်ရင်သူကဥမာလေးနဲ့ထင်ရှားအောင်ပြောတတ်တဲ့သူ့မှာပညာရှိတယ်။ဘာပြောတုံးဆိုတော့သူကတို့ရွာမှာတဲ့ဟောမချမ်းပိုင်တဲ့တကားကြီးတယောက်ရှိတယ်နွားတွေအများကြီးရှိတယ်ပေါ့အဲ့ဒီနွားတွေထဲမှာဟောဂျိုးတောင်လေးဆိုတဲ့နွားပါတယ်အဲ့ဒီနွားလေးကတော်တော်ဆိုးတယ်အဲ့တော့သူကအဲ့ဒီနွားနွားတွေကိုပိုင်တဲ့နချမ်းပိုင်ရှင်ကနွားတွေညနေခင်းသိမ့်ပြီဆိုလို့ရှင်မကြောက်တဲ့လူတွေဟေး ဂျူတောင်လေးကိုဂယူဆိုင်သူဒါအမြဲတမ်းပြောတယ်ဂျူတောင်လေးကိုဂယူဆိုင်ဘာလို့ဆို तू က तू ကနေလျှောက်ပြီးတော့မှွေလိုက်လို့ရှိရင်ကျင်တဲ့နွားတွေကအကုန်မငြိမ်ပြီးတော့အကုန်ဒုက္ခရောက်တာအဲဒါမှမဟုတ်ဒီဂျူတောင်လေးကိုဂယူဆိုင်လို့ဆိုအဲနွားပိုင်ရှင်ကအမြဲတမ်းပြောတယ် तू ကတော့သိပြီးတော့မကြည့်ဘူးဒါပေမဲ့ तू ကဟိုနွားကိုလိုက်စားဒီနွားလိုက်စားအကုန်ဝေယုံသုံးကားဖြစ်ပြီးတော့အကုန်လုံးခြံတစ်ခြံလုံးဒုက္ခရောက်တယ်။ဒါကြောင့်ဂျူတောင်လေးကိုဂယူဆိုင်လို့ပြောတာလေ။ အဲ့ဒါလိုပဲအရက်ဒေတာတောက်စားတယ်ဆိုတာဂျိုတောင်လေးနဲ့တူတယ်ပေါ့ဆရာကြီးကသူ့ကိုလွန်ကျူးမိသွားပြီသူ့တောက်စားမိပြီဆိုရင်ကျန်တဲ့အကုသို့ဖြစ်เสียအကုန်လုံးကိုဖွင့်ပေးထားတယ်လို့ပဲတဲ့ဟုတ်လားအဲ့ဒီအရက်ဒေတာဝင်သွားပြီဆိုရင်တတ်ဖို့လဲဝင်မလဲခိုးဖို့လဲဝင်မလဲအကုသို့ကျန်တာဘာပြုတ်ဖို့မှသူ့မှာဝင်လေးတယ်ဆိုတာမရှိဘူးဘောတော့လှုပ်တဲ့မလှုပ်တဲ့သူ့မှာချင့်ချိန်နေတဲ့ဆွမ်းအားအလွန်နေသွားပြီ